။ဇာပေရှိသူများအလုံးမင်းမင်္ဂလာပါ။အပိုင်း၁၁အနေနဲ့ဆရာကြီးဗမောသိန်းပင်ရေးထားတဲ့မြဝေလိုတို့အတွေ့များဆိုတဲ့စာအုပ်လေးကိုထပ်ပြီးမျှဝေပေးပါမယ်။ပြောင်းလဲကို လက်မခံရင်နောက်ကျကြံခဲ့မယ်1998ခုနှစ်လကရုံးတွေကုမ္ပဏီတွေမှာကွန်ပျူတာတွေကိုစပြီးသုံးလာပါတယ် အရင်ကစာရိတ်တဲ့လက်နှိပ်ဆက်စည်ရင်းမတွေကိုကွန်ပျူတာနဲ့စာရိတ်တက်လာအောင်သင်တန်းပေးကြပါတယ်။အသက်ကြီးတဲ့အမျိုးသမီးတွေကတစ်သက်လုံးလက်နှိပ်ဆက်သုံးလာတာမို့ကွန်ပျူတာနဲ့စာမရိတ်ရှင်ဘူးဆိုပြီးသင်တန်းတက်ဖို့ငင်းဆန်ကြပါတယ်။ဒီတော့သူတို့ဘာဖြစ်သွားကြသလဲ။အလုတ်ပြုတ်သွားကြတာပေါ့။ခစ်ပြောင်းနေတဲ့ရေစီးเจ้าမှာလိုက်ပြီးမမျောပါနိုင်ရင်တော့ကြံရစ်ခင်းမှာပါပဲ။ အခုအင်တာနက်ခက်ကြီးဖြစ်နေပါပြီ။နေရာတကာမှာအင်တာနက်ကိုတွင်တွင်ကျကျတုံးနေကြပါပြီ။စင်ကာပူက shopping mall ပစ္စည်းရောင်းတဲ့ကုန်တိတ်ကြီးတွေအင်တာနက်ခက်ကြီးမှာရုန်းကန်နေကြရပါပြီ။အရင်ကလူတွေကတယုံယုံနဲ့စီကားနေကြတဲ့ကုန်တိတ်ကြီးတွေမှာပစ္စည်းဝယ်သူတွေနေလာကြပါပြီ။ဘာဖြစ်လို့လဲ။လူတွေဟာကုန်တိုက်ကြီးတွေမှာပစ္စည်းမဝယ်ကြတော့ဘဲ eBay စတဲ့အင်တာနက်ကနေပစ္စည်းဝယ်နေကြပါပြီ။ အင်တာနက်မှာပစ္စည်းဝေရတာဈေးပိုတက်တာသလိုပစ္စည်းကိုအင်တန်ယာရောက်လာပို့ပေးပါတယ်ကွန်တိတ်ကြီးတွေကတော့ဆိုင်နေရငါးခဈေးကြည့်တာပစ္စည်းထားတဲ့တူလောင်ယုံငါးစီးရဲ့ဈေးကြည့်တာဝန်ထမ်းဈေးရိတ်တွေကြောင့်ရောင်းတဲ့ပစ္စည်းဟာဈေးကြည့်ပါတယ်ကွန်တိတ်မှာပစ္စည်းလာဝေသူတွေအတွက်ကပါကင်နေရာရှာရခက်တဲ့ဒုက္ခတစ်ခုလည်းပါပါတယ်ဒါကြောင့်ကွန်တိတ်ကြီးတွေဟာ င်တာနက်ကပစ္စည်းရောင်းတာတွေကိုရှင်းပြနိုင်ဖို့ပစ္စည်းတွေကိုဈေးချိုရောင်းနေရပါတယ်ပစ္စည်းဝယ်ရင်လက်ဆောင်ပေးတာတွေလုပ်နေရပါတယ်အဲ့ဒီလိုမလုပ်နိုင်ကြတဲ့ကုန်တိုက်ကြီးတွေကတော့မျက်စိအောက်မှာတင်ပဲတတိပီးတတိပိတ်သွားနေကြရပါပြီပြောင်းလဲမုန်းဆိုတာကိုလက်မခံပဲခေါင်းမာနေရင်တော့နောက်မှကြံခဲ့မယ်ဆိုတာကိုတတိပြုကြစေရှင်ပါတယ်ခစ်ပြောင်းတာကိုလက်မခံပဲ အကျင့်မပြောင်းနိုင်တဲ့ဝန်ထမ်းတွေလေးတတိပြုစီရှင်ပါတယ်။ဘွေရမှပညာတတ်တယောက်ဖြစ်သလား။လူတွေဟာဘွေတွေဒီဂရီတွေအများကြီးရထားတဲ့လူတယောက်ကိုပညာတတ်ကြီးလို့သတ်မှတ်ထားကြပါတယ်။ဘွေလေးတစ်ခုမှမရတဲ့လူကငါဟာပညာတတ်တယောက်မဟုတ်ဘူးဆိုပြီးအငငယ်နေတတ်ကြပါတယ်။အဲ့ဒီအယူအဆမှနေတယ်ဆိုတာအောက်မှာရေထားတဲ့ကျွန်တော်အတွေ့အကြုံလေးနဲ့ရှင်းပြချင်ပါတယ်။ လွန်ခဲ့တဲ့အနှစ်20လောက်ကပေါ့ရန်ကုန်မှာအင်ခန်းတခန်းဝယ်လိုက်ပါတယ်အပေါ်တစ်ထပ်မှနေတဲ့လူတစ်ယောက်နဲ့အတိဖြစ်ကြပါတယ်သူ့နာမည်ကကိုအောင်လွင်လို့ခေါ်ပါတယ်ကျွန်တော်နဲ့အသက်ရွေတူလောက်ပါတရုတ်လူမျိုးဆက်ပါတယ်သူနဲ့တီးလိုက်ရချင်းကအရင်ကအစိုးရအလုပ်လုပ်တုန်းကကျွန်တော်လက်အောက်ကလူငယ်အရာရှိဟာကိုအောင်လွင်ရဲ့ကုမ္ပဏီမှာဝင်လုပ်နေတာမို့အဲ့ဒီလူငယ်ကမိတ်ဆက်ပေးလို့ပါ သူကဒါကကိုသိန်းဖေပါအခုစင်ကာပူမှာလုပ်နေပါတယ်ဘီဘွေးရပါ ကိုအောင်လင်ကလည်းခုလိုပြန်ပြောရင် သူ့ကိုသူမိတ်ဆက်ပါတယ်ဟုတ်ကဲ့ကျွန်တော်နာမည်အောင်လင်ပါ ကျွန်တော်ကစေတန်းကိုဘီနဲ့အောင်ထားတာပါ သူ့မိတ်ဆက်ပုံကလည်းတမျိုးပဲလို့ထင်လိုက်မိပါတယ်ဘီနဲ့အောင်လေဆိုတာလွန်ခဲ့တဲ့1965ခုနှစ်လောက်ကကျင့်သုံးခဲ့တဲ့ပညာရေးစနစ်တစ်ခုပါအဲ့ဒီတုန်းကစေတန်းဖြစ်ပြီးရင် အောင်စင်း၃မျိုးထုတ်ပေးပါတယ်။ကြာရှုံးတဲ့လူစင်း၊ A နဲ့အောင်သူစင်း၊ B နဲ့အောင်သူစင်း၊ A စင်းနဲ့အောင်သူမှသာတက္ကသိုလ်တက်ခွင့်ရပါတယ်။ B စင်းမှာပါတဲ့သူဟာတက္ကသိုလ်တက်ခွင့်မရပါဘူး။ဒါပေမဲ့ GTN လို Diploma သင်တန်းမျိုးတက်ခွင့်တော့ရပါတယ်။အဲ့ဒီခေတ်မမြင်လိုက်တဲ့လူငယ်တွေသိအောင်ရေးပြတာပါ။ကိုအောင်လွင်နဲ့ရင်းနှီးသွားပါတယ်။မကြာခဏလက်ဖက်ရည်ဆိုင်ထိုင်ဖြစ်ကြပါတယ်။အဲ့ဒီမှာ ကျွန်တော်သူ့ကိုတတိထားမိတာလေးတစ်ခုရှိလာပါတယ်လူတယောက်နဲ့သူ့ကိုမိတ်ဆက်ပေတိုင်းသူက၁၀တန်းကိုဘီနဲ့အောင်ထားတာပါဆိုတာထိပြုတ်လေးရှိပါတယ်ဒီနေ့တော့ကျွန်တော်သူ့ကိုမဲပါတယ်ဘာဖြစ်လို့မိတ်ဆက်ပေတိုင်းဘီနဲ့အောင်တာပါလို့ပြောနေရတာလေလို့သူကအခုလိုပြန်ပြောပါတယ်ကျွန်တော်တက်ကတော့အရန်တက်ရှင်ခဲ့ပါတယ်၁၀တန်းကိုဘီနဲ့အောင်လိုက်တော့ကျွန်တော်ရေမန်းချက်ပြတ်သွားပါတယ် အဖေဆုံးသွားလို့အလုပ်ဝင်လို့လက်ရလို့စေတန်းကိုထပ်မပြင်နိုင်တော့ပါဘူးကျွန်တော်ဖြစ်ချင်တဲ့ပညာတတ်တရားမဖြစ်ခဲ့လို့ဘွေးရတယောက်နဲ့အမိတ်ဆက်ဘေးခံရရင်ကျွန်တော်စိတ်အားငယ်ပြီးပြောတဲ့အကျင့်ဖြစ်နေတော့ပါ ကိုအောင်လွင်ကအဲ့ဒီအချင်းကဆက်လေပိုင်ရှင်တယောက်ပါပင်လယ်မှာငါးဖန်းနဲ့ဆက်လေ6စီးလောက်ပိုင်ပါတယ်အဲ့ဒီအချင်းကပင်လယ်ငါးဖန်းဆက်လေတစ်စီးဟာသိန်းတစ်ထောင်အထက်ရှိပါတယ်အခုဈေးနဲ့ဆိုရင် သိန်းပေါင်း တောင်းသိမ်းရှိတံမှာပါသူ့ရင်အလေသွားရင်တမန်ပရိဘောကပဲရှိပါလေသူမောင်းတဲ့ကားကပါပလက်ကပိကက်ကာစုပ်စုပ်လေးပါ သူ့အကြောင်းမသိသူတွေကသူ့ကိုတထေတရားလို့ထင်မှာမဟုတ်ပါဘူးဒီနေ့သူနဲ့စကားပြောရင်အခုလိုပြောပြလိုက်ပါတယ်ကိုအောင်ဝင်ရေကျွန်တော်လျက်စင်အင်ဂျင်နီယာပါတာနဲ့ BE ဘွေရထားလို့ပညာတတ်တရားလို့ပြောလို့ရပါတယ်လျက်စင်ပါတာနဲ့ပညာတတ်တော့ဒါပေမဲ့ ခင်ဗျလုံးနေတဲ့ငါးဖန်ဆက်လင်နဲ့ပတ်သက်လို့ကျွန်တော်အတွက် နာခံတလုံးမှနားမလည်ပါဘူးအဲ့ဒါနဲ့ပတ်သက်ရင်ကျွန်တော်ပညာတဲ့တယောက်မဟုတ်ပါဘူးအဲ့ဒီလုပ်ငန်းကိုခင်ဗျကျွမ်းကျင်လို့ဆက်လေတစည်းပြီးတစည်းပိုင်နေပြီဆက်လင်နဲ့ပတ်သက်ရင်ခင်ဗျဟာပညာတတ်တယောက်ပါနောက်ပိုင်းမှာလူတွေနဲ့တွေ့တိုင်းတွေ့တိုင်းကျွန်တော်စေတန်းကိုဘီနဲ့အောင်တာပါဆိုတဲ့စကားမသုံးလို့တာတတိထားမိပါတယ်သူမှတစ်သက်လုံးစိတ်ဆင်းရဲနေတာအခု သူစိတ်ရှမ်းတာသွားပါပြီ သူမှတသက်လုံးစိတ်ဆင်းရဲနေတာအခု သူစိတ်ရှမ်းသာသွားပြီဆိုပြီးသူမှတသက်လုံးစိတ်ဆင်းရဲနေတာအခု သူစိတ်ရှမ်းသာသွားပြီဆိုပြီးကျွန်တော်ကိုဂျေစုတင်နေလို့မကြာခဏပြောပါတယ်နောက်ပိုင်းတော့လေမတွေ့မင်းကြတော့ပါဘူးပညာတက်လို့ပြောလိုက်တာနဲ့လူတွေစိတ်ထဲမှာအယားယားတက်ကြွတဲ့လူကိုလို့အယားယားတက်ကြွတဲ့လူလို့ထင်ကြပါတယ်တကယ်တော့ပညာရဲ့တစ်ခုကိုကျွမ်းကျင်စွာလုပ်တဲ့သူကို အဲ့ဒီပညာရက်မှာပဲပညာတဲလို့ပြောရမှာပါဆရာဝန်တယောက်ကအင်ဂျင်နီယာအလုပ်ကိုတလုံးမှမသိလို့အင်ဂျင်နီယာပညာတဲမဟုတ်ပါအင်ဂျင်နီယာကလည်းအယောင်းဝယ်လုပ်ငန်းကိုဘာတစ်ခုမှနားမလည်လို့အယောင်းဝယ်လုပ်ငန်းပညာတဲမဟုတ်ပါတက္ကစီကာသမတယောက်ဟာဘေးရှင်ဘေးလန်းကမောင်းရင်လမ်းမှာတားဆီးမဲ့ခီးတွေများများတွေ့မယ်သွားလို့တဲ့ခီးကိုအရှင်တော်နဲ့ရောက်အောင်ပုတ်တတ်မယ် က်စီကိုဘလို့ရွှေတာရမယ်ဆိုတာသိပါတယ်။ကားပြန့်ရင်အသေးမွားဆိုရင်သူကိုယ်တိုင်ပြင်တတ်မယ်။သူ့လုပ်ငန်းမှာကျွမ်းကျင်နေသူမို့သူကလေတက္ကစီမောင်းရမှာပညာတတ်တယောက်ပါ။ထို့နည်းတူပဲစက္ကသမားလမ်းပေဈေးရောက်သူဟာလေသူ့လုပ်ငန်းကျွမ်းကျင်ရာပညာတတ်ပါပဲ။လုပ်ငန်းတစ်ခုကိုတဝန်ကြီးလုပ်နေပြီးလုပ်ငန်းမှာဘာမှမကျွမ်းကျင်ရင်ပွေးရပေမဲ့လေသူဟာပညာတတ်တယောက်မဟုတ်ပါဘူး။ ရိုးသားစွာအသက်မွေးဝမ်းကြောင်းပြီးမိမိလုပ်ငန်းကိုကျွမ်းကျင်စွာလုပ်တတ်သူတိုင်းပညာတတ်ဖြစ်ကြပါれလို့ကျွန်တော်ယူဆပါတယ်ဒုက္ခဆင်းရဲတွင်တွေကလွတ်မြောက်ဖို့တနေ့မှာလေသမားတယောက်ရဲ့မြေးတကောင်ဟာ ရေခမ်းရှောင်နေတဲ့ရေတွင်းပြက်တစ်ခုကို ပြုတ်ကျသွားပါတယ်ရေတွင်းကနဲ့တော့ မြေဟာပိုကိုပြန်မတက်နိုင်ပါဘူးမြေဟာကြောက်လန့်ပြီးသူ့သခင်ကြောင်းအောင်အတန်ကုန်အပါတော့တယ်လေသမားလေးသူ့မြေအတန်ကိုကြားလို့ရေတွင်စီရောက်လာပါတယ်ရေတွင်ထင်ငုံကြည့်လိုက်တော့သူ့မြေကလေးကိုတွေ့ပါတယ်ရေတွင်ကနဲ့တော့သူ့လင်းမြေကိုစစ်တင်ဖို့မတက်နိုင်ပါဘူးဒီတော့လေသမားကစဉ်းစားပါတယ်သူ့မြေဟာအော်နေပြီဖြစ်တဲ့အပြင် စစ်တင်လို့လည်းရမှာမဟုတ်တော့ပါဘူး။ရေတွင်ပြက်ကိုလည်းကလေးတွေပြုံးမကြအောင်မြေဖို့ပြည့်ရမယ်။အဲ့ဒီတော့တစ်ချက်ခေါက်နှစ်ချက်ပြက်အောင် ရေတွင်ကိုမြေဖို့ပြီးမြေကိုပါမြေမြုပ်ပြစ်လိုက်မယ်ပေါ့။ဒါနဲ့လေသမားဟာရွာပြန်ပြီး သူ့တငယ်ချင်းရွာသားတွေကိုတွားခေါ်ပါတယ်။ရေတွင်ကိုမြေဖို့ရအောင်အကူအညီပေးဖို့ပေါ့။ကြွားသားတွေကလည်းပေါတူးကိုပြားတွေနဲ့ရောက်လာကြပါတယ်။မြေကြီးတွေတူးကိုပြီး ရေတွင်ထဲကိုပြစ်ချကြပါတယ်။အချိန်တော်တော်ကြာကြာမြေဖို့ပြီးတော့လေသမားလေးရေတွင်ထဲကိုငုံချလိုက်ပါတယ်။မြေဟာ တွင်လေးကိုလူတွေဖွှချလိုက်တဲ့မြေကြီးအမုံအခဲတွေကိုသူ့ကိုယ်ပေါ်ကခါချပြီးကြာသွားတဲ့မြေကြီးကိုတက်ရက်လိုက်ပါတယ်။ဒီလိုနဲ့မြေကြီးတွေကိုခါချလိုက်ကြာသွားတဲ့မြေကြီးတွေပေါ်တက်ရက်ရင်းနဲ့မြေဟာတပြေးပြေးအပေါ်နာကိုရောက်လာပါတယ်။ လေသမားကလေသူ့တငေချင်းတွေကို မြေကြီးတွေဆက်ဖို့ခိုင်းပါတယ်မြေလေဖို့တဲ့မြေကြီးကိုတက်ရရင်နဲ့ရေတွင်ထိုင်တာရောက်တော့ခုံထွက်လွတ်မြောက်သွားပါတယ်ကျွန်တော်တို့ဘဝမှာလေတခါတလေရေတွင်ထဲကြတယ်လို့ဆင်းရဲဒုက္ခတွင်တွင်နစ်နေတတ်ပါတယ်မြေလိုကေတုမဲတဲ့အဖြစ်မျိုးရောက်နေတတ်ပါတယ်ဒီအသေးကနောက်ထပ်ဒုက္ခမြေကြီးတွေနဲ့ထပ်ဖို့ခံရသင့်ပါတယ် အဲ့ဒီကြားလာတဲ့ဒုက္ခတွေအောက်မှာဘာမှမလုပ်ပင်ငြိမ်းခံနေပြီးမိမိဘဝကိုအရှုံးပေးစတဲ့ပြစ်လိုက်မလားဒါမှမဟုတ် ကြားရောက်လာတဲ့ဒုက္ခတွေကို မြေလိုနင်းကြိုတက်ပြီးဒုက္ခဆင်းရဲတွင်ကြီးတွေက လွတ်မြောက်အောင် လုပ်မလားတင့်ဆုံးဖြတ်ချက်ပေါ်မှာမုန်တီးပါတယ် cash flow ဆိုတာကိုတတိထားစေရှင်ပါတယ်ကျွန်တော်လွန်ခဲ့တဲ့5နှစ်လောက်တုန်းက စင်ကာပူကနေအလုပ်ထပ်ပြီး ရန်ကုန်မှာလုပ်ငန်းတစ်ခုလုပ်ဖို့စီစဉ်ဖူးပါတယ်။မလုပ်ငန်းလုပ်မယ်။လုပ်ငန်းအတွက်ဖောက်သည်ဈေးွက်ရှိမရှိလေ့လာပြီးပြီ။ဈေးွက်နဲ့နီးတဲ့နေရာမှာလုပ်ငန်းရုံးခန့်ဖွင့်မယ်။ရောင်းချမဲ့ကုန်ပစ္စည်းဝယ်ရမှာတွေရုံးခန့်မော်တော်ကားငှားခါတွေဝန်ထမ်းတွေပေးရမယ့်လခရေဖို့မီးဖို့ကအစအကုန်တွက်ချက်ပါတယ်။အဲ့ဒီကုန်ကြစရိတ်တွေကိုအသေးစိတ်တွက်ချက်ကြည့်ပြီးတော့ လက်ထဲမှာရှိတဲ့ငွေနဲ့ဆိုရင် လုံလောက်ပါတယ်လုပ်ငန်းစဖို့ဆုံးဖြတ်ချက်ရှာရပါတော့မယ်ဆုံးဖြတ်ချက်ရှာဖို့အချက်တခုဟာစိတ်ထဲမှာလာခုနေပါတယ်အဲ့ဒါကစာအုပ်တောက်ထဲမှာဖက်ခေဖူးတဲ့အချက်လေးတခုပါစာအုပ်ထဲမှာဗားရထားတယ်ဆိုတော့သင်လုပ်ငန်းတခုထူထောင်မယ်ဆိုရင်လုပ်ငန်းအတွက်ရင်းနှီးရမယ့်ကုန်ကျစရိတ်တွေကိုအသေးစိတ်တွက်ကြည့်ပါ အဲ့ဒီကုန်ကြစည်တွေရဲ့အနည်းဆုံးဝင်နှဆတင်လက်ထဲမှာမရှိရင်လုပ်ငန်းမထူထောင်ပါနဲ့တဲ့ဒါပေမဲ့အဲ့ဒီဇာတ်လမ်းမှာဘာကြောင့်ရင်းနှီးမြှုပ်နှံမဲ့ငွေနှဆရှိဖို့လိုတယ်လေဆိုတာကိုရှင်းပြမထားပါဘူးကျွန်တော်လုပ်ငန်းမလုပ်ဖြစ်ပါဘူးအရင်လုပ်ပြီးထွက်ခဲတဲ့ကုမ္ပဏီကပြန်ခေါ်လို့စင်ကာပူမှာပြန်လာလုပ်ဖြစ်ပါတယ်ဒါပေမဲ့စိုးစောကပြောတဲ့လုပ်ငန်းတစ်ခုထောင်ရင်ရင်းနှီးကုန်ကြငွေရဲ့နှဆလက်ထဲရှိထားရမယ်ဆိုတဲ့ကိစ္စဟာ ြစ်တိုကြာခေါင်းလေးကဖြောက်လို့မရခဲ့ပါဘူးနောက်ဆုံးတော့ကုမ္ပဏီကဌာနကြီးတစ်ခုရဲ့ငွေရေးကြေးရေးတွေကိုကိုယ်တိုင်ကင်တွေစီမံရတော့မှပဲအဲ့ဒါရဲ့အဖြေကိုသွားတွေ့မိပါတော့တယ်အဖြေက cash flow ပါမြန်မာလိုပြောရင်တော့ငွေအဝင်အထွက်လေပတ်မှုန်းလို့ပြောရမယ်ထင်ပါတယ်အဓိပ္ပာယ်ကတော့လာစင်ကုန်ကြတဲ့ငွေတွေထက် ပြန်ဝင်လာတဲ့ငွေတွေဟာပေါ်ရင်ပေါ်မပေါ်ရင်အနည်းဆုံးညီနေဖို့လိုပါလိမ့်မယ် ရေတန်ကြီးထဲမှာအချိန်ပြည့်ရေရှိနေဖို့တုံလိုက်တဲ့ရေတွေအတွက်အမြင့်ရေဖြစ်ပေးနေရတယ်လို့ပေါ့လုပ်ငန်းတစ်ခုဟာငွေပြက်သွားလို့မရပါဘူးငွေပြက်သွားရင်ဝန်ထမ်းလစာတွေမပေးနိုင်တော့ပါဘူးရေဖို့မီးဖို့စတဲ့စရိတ်တွေမပေးနိုင်တော့ပါဘူးပစ္စည်းထက်ဝယ်ဖို့ပိတ်ဆံမရှိတော့ပါဘူးငွေအပြက်မခံနိုင်တော့ဘဏ်တို့တခြားသူတွေစီကအတိုးကြီးကြီးနဲ့ငွေရှေ့ရပါတော့မယ်ဒါက လုပ်ငန်းစတင်ထူထောင်သူတိုင်းကြုံရတတ်ပါတယ်လုပ်ငန်းနေနေကြာသွားရင်ခွင့်ဝင်နဲ့ဝင်ဝင်ဟန်ရှက်ညီသွားမှာပါ cash flow မှန်သွားပြီလို့ဆိုရမှာပါဘာကြောင့်လုပ်ငန်းစတင်ထူထောင်ရှိမှာဒီ cash flow ပြဿနာရှိရတာလဲလုပ်ငန်းစတင်ထူထောင်စဉ်မှာမိမိပစ္စည်းကိုဘယ်လောက်နဲ့ဝယ်ပြီးဘယ်လောက်နဲ့ရောင်းလိုက်မယ်ဆိုရင်အမြတ်ဘယ်လောက်ကျန်မယ်လို့တွက်ကြပါတယ်အစပိုင်းမှာမှန်ပါလိမ့်မယ် ပစ္စည်းကိုလက်ငင်းငွေရှိစနစ်နဲ့ရောင်းပေးတာကိုနင်းနေကြလာတာနဲ့ဝင်းနေကြဖောက်သေးတွေကိုအကျွေးပေးရတော့မယ်ဝတ္တူဘက်ကလည်းပစ္စည်းတစ်ဆင့်ပြန်ရောင်းပြီးမှငွေပေါ်မှာမို့ပစ္စည်းများများဝယ်ရင်အကျွေးပေးကို ပေးရမယ်အကျွေးနဲ့မရောင်းပေးဘူးဆိုရင် ဖောက်သေးတာတခြားအကျွေးနဲ့ရောင်းပေးမဲ့ဆိုင်တွေစီကဝယ်သွားကြမှာပါအကျွေးဆိုတာကလည်းရင်းနှီးတဲ့ဖောက်သေးရင်ပစ္စည်းအများကြီးဝယ်တဲ့အပေါ်မှာမူတည်ပြီး အနည်းဆုံးတစ်လကနေ၃လအထိပေးကြရတော့အဲ့ဒီကာလအတွင်းမှာလုပ်ငန်းတွေကိုငွေမဝင်လာနိုင်လို့အဲ့ဒီကာလကိုတောင့်ခံနိုင်ဖို့ငွေပိုငွေရှန်ရှိတာဖို့လိုပါမယ်။လိုရင်ရှင်းဖို့ဘန်တွေငွေရှင်းပေးမဲ့သူတွေရှာထားရပါမယ်။တကယ်တော့ cash flow ဆိုတာလုပ်ငန်းစတင်ထူထောင်တဲ့အချိန်မှာပဲလိုအပ်တာမဟုတ်ပါဘူး။လုပ်ငန်းလေပတ်နေတော့ကာလမှာလေကုမ္ပဏီမှာငွေကြေးပြတ်မသွားအောင် တွေးချင်တွေကိုဆက်ရမဲ့လာရောက်တာနဲ့အကျွေးပြန်ဆက်ဖို့ဖုန်းနဲ့တမျိုးအီးမေးလ်နဲ့စာနဲ့တမျိုးတချို့မပေးချင်ဘူးဆိုတဲ့လူတွေကတော့ရှစ်နေဆင့်ကိုစာတွေပို့ပြီးအကျွေးတောင်းရပါတယ်လုပ်ငန်းအတွေ့အမျက်ရအောင်စ조사နေရတာထက်အဲ့ဒီအကျွေးတောင်းရတဲ့ဒုက္ခကလေခေါင်းစားလှပါတယ်ဘာကြောင့်လဲဆိုတော့ cash flow အပြည့်မခံနိုင်လို့ပါပဲအင်မတန်ရောင်းကောင်းနေတဲ့ဈေးဆိုင်ကြီးတစ်ခုဟာ စဖွင့်ပြီးလက်အနေငယ်ကြမှာပိတ်သွားတာတွေ့ဖူးပါလိမ့်မယ်။ဘာကြောင့်လဲ cash flow ပြဿနာပါ။လေပတ်စရာငွေမရှိတော့လို့လုပ်ငန်းကိုပိတ်လိုက်ရတာပါ။အဝေးစီတို့အားကျတန်းတားခြင်း။လွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်လောက်ကအာရဲနိုင်ငံတနိုင်ငံမှာမြေအေကပေါင်းများစွာပိုင်ဆိုင်တဲ့မြေပိုင်ရှင်တရေကြီးတယောက်ရှိပါတယ်။တနေ့သူ့အိမ်ကိုခရီးရန်ဘုံကြီးတစ်ပါးရောက်လာပါတယ်။ ။တထေးကြီးကဘုန်းကြီးကိုအခန့်ကြွေးမွေးရင်းစကားတွေပြောကြပါတယ်။ဘုန်းကြီးကအခုကဘာပေါ်မှာစိန်ဆိုတဲ့တတုတမျိုးပေါ်နေတယ်။လက်မလောက်ရှိတဲ့စိန်တလုံးဟာခမပိုင်ဆိုင်တဲ့မြေအေကရာပေါင်းများစွာနဲ့တံပိုးညီမြတယ်လို့ပြောသွားပါတယ်။အဲ့ဒီညမှာတထေးကြီးအိတ်မရတော့ပါဘူး။သူစိန်တွေကိုအများကြီးပိုင်ရင် အခုတည်းအစာပေါင်းများစွာရှမ်းသာမှာပဲလို့စဉ်းစားနေမိပါတယ်။ညတိုင်းစိန်တွေအကြောင်းတွေ့ရင် စိတ်မချမ်းမသာဖြစ်နေပါတယ်။တလကြတော့သူ့မြေတွေအကုန်လုံးရောင်းပစ်လိုက်ပါတယ်။သူ့မိသားစုကိုဆွေမျိုးအိမ်တိုင်းမှာပေါ်ထားလိုက်ပါတယ်။မြေရောင်းရတဲ့ငွေထုပ်ပိတ်ပြီးစိန်တွေလိုက်ရှာဖို့ခီးထွက်ပါတယ်။နိုင်ငံအနှံ့သွားပါတယ်။ဥရောပတိုက်အမေရိကတိုက်အကုန်သွားပြီးစိန်လိုက်ရှာပါတယ်။ဘာစိန်မှမတွေ့ပါဘူး။ပိတ်ဆံလေးကုံသမင်းကလေးငက်စိတ်ဆင်းရဲပြီး မြစ်တစ်ခုတွေခုံဆင်းတက်တည်သွားပါတယ်။ဇက်လန်းကမပြီးသေးပါဘူး။သူ့မြေတွေကိုဝယ်လိုက်သူကအဲ့ဒီမြေတွေမှာသီးနှံစိုက်ပြောပါတယ်။သီးနှံစိုက်ပြောဖို့မြေကို ထွန်ရက်ရင်ထွန်းလုံးမှာလာညင်းတဲ့ကြောက်တုံးတစ်လုံးကိုတွေ့ပါတယ်။တခါမှမမြင်ဘူးတဲ့ကြောက်တုံးမို့သူဟာယရနာပစ္စည်းရောင်းဝယ်သူတယောက်ကို ပြတ်ကျက်ပါတယ်။ယရနာကုံတွေကအဲ့ဒီကြောက်တုံးကိုရေးစီးပြီးတွေ့လိုက်တော့အလွန်အည်အသွေးကောင်းတဲ့ စိန်တုံးကြီးဖြစ်နေတာတွေ့ရပါတယ်။အဲ့ဒီမြေဝေသူလေနောက်ထပ်သူခြံလေးကမြေကြီးတွေကိုဒုကျစ်လိုက်တော့စိန်အတုံးပေါင်းများစွာတွေ့ရပါတယ်။သူ့ပိုင်တဲ့မြေကြီးဟာသူ့ပိုင်တဲ့မြေကြီးဟာစိန်တွင်းကြီးဖြစ်နေတာပါ။ပုံမြင်လေးကကျွန်တော်တို့အတွက်ဘာအသိမြင်ရစေပါသလဲ။လူတွေဟာမိမိရှိမှရှိနေတဲ့အခွင့်အလမ်းတွေကိုမမြင်တတ်ကြပါဘူး။အခွင့်အလမ်းဟာအဝေးတနေရာမှာပဲရှိနေတယ်လို့ထင်နေတတ်ကြပါလေ။အဝေးတနေရာကိုသွားရှာနေလို့ မျက်စိအောက်ကအခွင့်အလန်းကိုလွတ်သွားပါတယ်လူငယ်တချို့ကလေနိုင်ငံခြားမှာသွားအလုံးလုံးမှကြီးပွားနိုင်တယ်လို့ထင်နေတတ်ကြပါတယ်အဲ့ဒီလိုစိတ်ထားနေတော့ကိုယ်နိုင်ငံတွင်းမှာစူးစမ်းလောက်ကင်ရင်မိသားစုနဲ့မခွေးမခွာရပဲကြီးပွားနိုင်တဲ့အခွင့်အလန်းတွေလွတ်သွားပါတယ်တချို့ကလေကိုယ်လက်ရှိလုပ်နေတဲ့ကုမ္ပဏီကို အကောင်းမမြင်ကြပါဘူးတခြားကုမ္ပဏီတွေဟာပိုကောင်းတယ်လို့ပဲထင်ပြီးကိုယ်ကုမ္ပဏီမှာကောင်းကောင်းမလုပ်လို့ တလန်းမရှိဖြစ်နေကြပါတယ်။တချို့ကလေသူများတွေအောင်မြင်နေတာကိုကြည်ပြီးအားကျနေပါတယ်။သူတို့လိုဖြစ်ရှင်ပါတယ်။ဒါပေမဲ့ကိုမှရှိတဲ့အကြီးအချင်းတွေကိုမင့်နေတတ်ကြပါတယ်။ကို့အကြီးအချင်းကိုတိုးတက်အောင်လုပ်ဖို့စိတ်မကူတော့အကြီးအချင်းမပေါ်တော့ပါဘူး။ပြောပြရမယ်ဆိုရင်အများကြီးပါ။အရေးအကြီးဆုံးအချက်တစ်ခုကြံပါသေးတယ်။ပိုက်ဆံလေးနင်းနေရှိတဲ့လူတွေကလည်းအပြိုလိုခြင်းလို့အပြင်မှာလိတ်ရှာကြပါတယ်။သူတို့မသိတာက တကယ်ပြိုးချွင်းရှမ်းမြုပ်ဖွဲကောင်းတဲ့မိသားစုဘဝလေးဟာအိမ်တွဲမှာပဲရှိနေတယ်ဆိုတာမင်းနေတကြပါတယ်။တင်လေအဝေးကိုမြုံမန်းတနာရင်ကိုအနာကအခွင့်အလန်းတွေကိုလက်မလွတ်မိပါစေနဲ့။အဆုံးထိနားထောင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။သွန်တရှင်များအားလုံးနှစ်သစ်မှာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။